Hello, my name is Laba Bolonchini Po in the Gongcha Manchang and Javavi. Channel YouTube channel is the MM Football Bearing to Fan Along with Chuzhu Bale. The name of the video game are England Premier League Poison if it ever not Poison yet at the Ningun in it. Niyama Kame Poison is Kepa Eskan Bilane Kulanguya Poison Maro Ancient Dimitra Bilan Level Lisa Gwongji Nelong Nasa Shong Soma Pita Kriya Bale. Tina Tia that Kibal Majime Tom Kulanguya Asim Kuma Shia Bono. Eskan Bilan Asim Sashima Shia. ဒီနှစ်သိရင်တော့ trick ဆုံးခဲ့ပြီးရဲ့ head to head ဆက်ကျင်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Aston Villa ရှစ်ကြိမ်နဲ့နှစ်ကြိမ်က Fulham နဲ့ထားတာတွေ့ရတယ်ပေါ့နော် Aston Villa ကတော့ဒီပွဲစဉ်ပြီးရင် Fiorentina နဲ့ away win မှာ champion နဲ့ပွဲစဉ်နဲ့ကန်ရမှာပေါ့နော်တော်တော်လေးကခဲမယ်တချီလိုက်မယ်ဆိုရင် Aston Villa short half ပွဲစဉ်နဲ့အားလုံးက goal count out ကြီးရကြထားတဲ့တော့ shot တွေ့ရတယ်ပေါ့နော် Fulham နဲ့တင်းကိုကြည့်လိုက်မယ်ဆိုရင် Fulham နဲ့တင်းကတော့နောက်ဆုံးသူ short ထားတဲ့၃ပွဲဆက်ပေါ့နော်သူအနံ့ရထားတယ်ဒါ EFL ကအဖာဝင်အကောင်ပေါ့နော် ီအတင်းကလည်း go out ယူစားပြတဲ့အတင်းမျိုးဖြစ်တယ်ပေါ့နော်ခံစက်အတာပဲအတင်းဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာလွဲချော်မှာကစားသမားတွေကြီးလိုက်မယ် friend က garcia ရှိမယ် onana ရှိမယ်ပေါ့နော်ဒီဘက်က aston villa ဘက်က gulam ဖက်မှာဆိုရင်တော့ daniel klinsen ကပဲတွေ့ရတော့ဒီပွဲစဉ်အတွက် front runner wants to osquao team မှာ friend aston villa အနိုင်ကို2.30တိတိကို3.10နဲ့ fulham အနိုင်ကို3.40ပေးထားပါတယ်ကျွန်တော် fulham နဲ့ go out ကြိုက်ပါတယ်နောက်ထပ်ဒီပွဲက newcastle နဲ့ arsenal တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် ဒီပွဲစဉ်မှာဖွင့်ထားတာတော့ Arsenal level 69ပေါင်းကြီးနှလုံး90ဆိုမှပြထားတာ Arsenal အဆင့်3 Newcastle အဆင့်14ရှိတယ်ဘောတော့နှစ်တင်းလုံးကတော့ဒါ Champions League တွေကန်ရဖို့လည်းရှိရယ်ဘောနော် Newcastle အတင်းဆော့ထားတဲ့ပွဲကြီးကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ Newcastle ကဒါဒီနေ့မှာဘောနော်တပည့် Isaac ကြီးလည်းရောင်းလိုက်တယ်ဆိုတော့ရောင်းလဲဖြစ်ထားတယ်တွေ့ရတယ်ဘောနော်ချိုးပွဲစဉ်တွေမှာတော့တော်တော်လေးဒါ goal out ဘောနော်ဒါခံစစ်ကိုတော်တော်အပားပေးပြီးဆော့တာလည်းတွေ့ရတယ်ဘောနော် ဂျာယာမှာ EFL ကမှာတော့ Grandfoot ကို4-1ဆိုတဲ့ရလာနဲ့သူတို့နိုင်ထားတယ်တွေ့ရတယ်။ဒီပွဲစဉ်ပြီးသွားရင်သူတို့ USG နဲ့ဒါ Belgium မှာကံမရဘူးလေရှိရပါတော့ချန်ပီယံလည်းပွဲပဲ။ Arsenal အသင်းကတော့ Man City ကိုတည်ချခဲ့တယ်ပေါ့နော်။ Atletico ကို Bilbao ကိုတွေးစီးနဲ့နိုင်ခဲ့တယ်ပေါ့နော်။ Port Vale ကိုတွေးစီးနဲ့နိုင်တယ်ပေါ့ဗျာ။ Arsenal အသင်းရဲ့ခံစစ်ကတော့ပြီးတဲ့အချိန်မှာဂိုရဂူရဖို့တော့မှဂိုရဂူဂိုရဂူပြေးဖို့တော့မှတော်တော်လေးထက်ဘယ်လိုဖြစ်ခဲ့မှာပေါ့နော်။ဆက်ဆက်အသင်းဂူရဖို့ခက်ခဲမဲ့အနေအထားမျိုးမှရှိတာ သိရတယ်ဒီနှစ်သိရတော့ရင်တော့ head to head ကြည့်မယ်ဆိုရင် Newcastle ငါးကြိမ်တစ်ကြိမ်တည်း၄ကြိမ်တော့ Arsenal နဲ့ထားရပြရမှာပေါ့နော်ဒီဒီနှစ်သိကြတဲ့မှာလွဲချော်မှာကစားတော့ကြည့်မယ်ဆိုရင် West Ham ရှိမယ် Ramsey ရှိမယ် Newcastle မှာဆိုရင် Arsenal မှာဆိုရင် Mardy K လို့ Jesus တွေ Kai Havertz တို့ရှိမယ်ပေါ့နော်ဒီကစားတော့လွဲချော်ဖို့ရှိပါတယ်ဒီပွဲစဉ်အတွက်ဖွင့်ထားတဲ့ runs to osport game မှာဆိုရင် newcastle အနံကို3.50ကရေကို3.30နဲ့ arsenal အနံကိုတော့3.10ပဲပြထားပါတော့ဒီ bracket မှာ arsenal နဲ့ဂူပေါင်းအောက်ကိုပဲခြိုက်ပါတယ် နောက်ထပ်တဲ့ပွဲကတော့ဒါစပိန်လာလီဂါဖက်ကဘယ်ကန်နိုနဲ့စီဗီလာတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာတော့အင်ရှင်ဘယ်ကန်နိုက level 90ဘူပေါင်းကြီးနှလုံး60ဆွမ်းမှာပေးထားပါတယ်အဲဘယ်ကန်နိုအတင်းကတော့အဆင့်74စီဗီလာအဆင့်72မှာရှိတာတွေ့ရမယ်ဗောနဒီနှစ်တင်းရင်တော့တွေ့ဆုံခဲ့ဘူးတဲ့ head to head တွေကြည့်ရမယ်ဆိုလို့ရှိရင်တော့ဘယ်ကန်နိုတစ်ချိန်ယူလဲ၄ချိန်တည်ရင်၅ချိန်ရင်စီဗီလာနိုင်ထောင်ဘူးတယ်ဗောနဒါလည်းတမန်ကောင်းရပြပြတာဗောကဘယ်ကန်နိုအတင်းကတော့ဒီပွဲစဉ်ပြီးလို့ရှိရင်ရှာခံဒီဇာနဲ့ဗောနကွန်ယူရိုပါကွန်ဖရင့်စ်လိ အင်္ဂွင်ပွဲစဉ်နဲ့ကံရရှိတယ်ဗောနော်ကာလာလီကာပွဲစဉ်တွေမှာဆိုရင်တော့တနင်္ဂနွေပြောင်းနေတာကြာပြီဗောနော်တိုက်စစ်ကတော့ဂိုးရရပါတယ်ခန်းစစ်ကတော့ဂိုးရပန်ပေးနေရတယ်ဗောနော်စီဗီလာအတင်းကိုကြည့်တာဆိုရင်စီဗီလာအတင်းကတော့ဒါညီပြပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာဗောနော်တိုက်စစ်အသားပေးပုံစံမျိုးဆော့လာတာတွေ့ရတယ်ဗောနော်အင်္ဂွင်မှာတဲ့အဝေးဘက်မှာပိုဖောင်းနေတာလည်းတွေ့ရတယ်ဗောဒီပွဲစဉ်မှာဖန်ထားတာကတော့ဒါအိန်ရှန်အတင်းပြတဲ့ဗယ်ကန်နိုနိုင်ကို၂စသေးရေ3.3နဲ့စီဗီလာနိုင်ကို၄စပေးထားတယ်ကျွန်တော်ကဒီပွဲစဉ်မှာစီဗီလာဘော်ဒီပဲခြိုက်ပါတယ် နောက်ထပ်တစ်ပွဲကတော့ LG နဲ့ Celta Vigo ရဲ့မြန်မာစံတော်ဂျေမနော်9:45မှာကံပွဲစဉ်ဖြစ်တဲ့ဒီပွဲစဉ်မှာတော့ different ထားတဲ့ဂူပေါင်းကြီးနှလုံး40ဆိုမှပြထားတယ်။ LG ကအဆင့်6 Celta Vigo ကအဆင့်15မှာရှိတယ်ပေါ့။ဒီနှစ်သင်းရင်တော့တွေ့ဆုံခဲ့ဘူးတဲ့ head to head ဆယ်ချိန်ကိုကြီးလိုက်မှာဆိုလို့ရှိရင်တော့ဒါ LG 3နေနိုင်တဲ့2ချိန်တည်ရင်9ချိန်ရင် Celta Vigo နိုင်ထားတာလည်းကျွန်တော်မျိုးကိုတွေ့ရပါမယ်။ LG ရဲ့အသင်းကတော့ဒါ Spain La Liga မှာကြီးလိုက်မယ်ဖရင်။အရှုံးမရှိတဲ့အသင်းပေါ့နော်။အသင်းရဲ့အသင်းဖြစ်တယ်ပေါ့နော်။ နှစ်ပွဲနိုင်လေးပွဲတည်ကြီးပေါ့နော်တိုက်ဖစ်ကဂိုးတွေရတယ်ခန်သစ်ကလည်းပြန်လို့ဂိုးတွေပေးရတာပေါ့နော်ဆယ်တာဗီကိုကြည့်မယ်ဆိုရင်ဆယ်တာဗီကိုကတော့ဒီပွဲစဉ်ပြီးလို့ရှိနေတာယူရိုပါလိဂ်ကံပဲရှိသေးတယ်နော် PAO ပြင်တဲ့အိမ်ခွဲမှာကံပဲရှိသေးတယ်ပေါ့နော်ဒီပွဲကိုပိုရင်းကတတိထားလာမလို့ကျွန်တော်ယုံကြည်မိတယ်ပေါ့နော်ဆယ်တာဗီကတော့ဒါလာလီကပွဲစဉ်တွေမှာဆိုရင်၅ပွဲဆက်ကိုတည်ကြီးဆော့ခံရတယ်တွေ့ရတယ်1 1 1ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဒီပွဲစဉ်အတွက်ဖွင့်ထားတာက LCNN ကို2.80တည်ကြီးကို3.10ပေါ့နော် ဆယ်တာဗီကိုအနိုင်ကို2.70ဆိုမှပေးထားပါတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာ LC ပဲစိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါဂျာမန်ဘောလက်စလီကကိုလုံးနဲ့စတူဂတ်ရဲ့မြန်မာစံတော်ရှင်ကိုနိုင်ပွဲမှာကံမဲ့ပွဲစဉ်ဖြစ်ပါတယ်အဝေးကွင်းစတူဂတ်က level 30ဟောဘူပေါင်းကြီး340ဆိုမှပေးထားရပါနော်အချိလိုက်မှာဆိုလို့ရှိရင်ဒါကိုလုံးအသင်းကတော့အဆင့်9မှာရှိတယ်စတူဂါကအဆင့်9မှာရှိတယ်ပေါ့နော်။ဒီနေ့တွင်းတွေးဆောင်ခဲ့ဘူးပဲဟဲ့တူဟဲ့စာချိန်ကြည့်မှဆိုရင်ကိုလုံးနဲ့ချိန်နိုင်တယ်၊တောင်းငင်ချိန်၊ငားချိန်စတူဂါနဲ့ဒါကတော့တွေးရပါ ဘလုံးတင်းစောထားတယ်ဒါပွဲစဉ်နဲ့ကြည့်မယ်ဆိုရင်တိတ်တော့အားရစရာတော့မကောင်းဘူးနော်ခန်းစစ်တရတော်တော်လေးပေါက်နေတာတွေ့ရတယ်တပတ်ကစတီကာကိုကြည့်လိုက်မယ်ဆိုရင်စတီကာအတင်းကတော့ဒါမဆိုးပါဘူးခန်းခန်းစစ်တိုက်စစ်မြရတယ်ဗောနော်ဒါမှမဟုတ်ခန်းစစ်ကလည်းသူ့လက်ဂိုးတွေကတော့ခွင့်ပြုထားတာမျိုးလည်းတွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာပြီးလို့ရှိလို့ရှိရင်ဒါစတီကာအတင်းကလည်းစတာဘီကိုဒီပွဲစဉ်ပြီးရင်ဗောနော်ဒါစတီကာအတင်းကလည်းဘေးဆက်ဘေးဆက်အတင်းနဲ့ဗောနော်ဒါဝေးဝင်းပွဲစဉ်ယူရိုပါလိကံရတယ်ရှိသေးတယ်ဗောနော်ကျွန်တော်ညီကိုတစ်ချက်တတိထားမယ်ပွဲဖြစ်တယ်ဗောနော် ဒီဝက်ဆိုက်မှာဖွင့်ထားတာတော့ကိုလုံးနိုင်ကို2.9ဒီတေးကို3.50နဲ့စတုဂတ်နံကို2.35တော့ပြီးထားတယ်ပဲနော်ကျွန်တော်ကိုလုံးဘော်ဒီစိုက်တယ်ပဲအပြင်ဘူတီလူစကောရဲ့ဆိုတာရိုက်ကြည့်ဖို့ပြအထက်တဲ့ဘွဲလိုက်တာဂျမန်ဘွန်နက်စကီကပဲဖြစ်ပါတယ်ဖရန်ဗန်နဲ့အော်ဖိုင်းတို့ရဲ့ဒါမြန်မာစာနာရှင်ခုနိုင်ဘွဲမှာတာမဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာတော့ဒါဖွင့်ထားတဲ့ဘော်ဒီရေးကြည့်မယ်ဆိုလို့ရှိရင်တော့ဖရန်ဗန်အတင်းက level 49ပေါင်းပြီး330ဆိုမှပြီးထားတာတွေ့ရမယ်ပေါ့နော်ဖရန်ဗန်အတင်းကတော့ဒါ sense ရှိမှရှိတယ် အပိုင်းက30မှာရှိတယ်ဗောနော်ဒီနှစ်တွင်းတွေ့ဆုံခဲ့ဘူးတဲ့ဟာဒီ30ချင်းကြည့်မယ်ဆိုရင် Grand Prix က6နိုင်တယ်3နိုင်တည်းတခြင်း Hofine နိုင်ဒါတာပြရမယ်ဒါ Hofine အတင်းရတော့လက်တလောချစ်စွမ်းအောင်ကြည့်မယ်ဆိုရင်တော့တော်တော်လေးကောင်းတယ်၄ဘွဲ့ဆက်နိုင်ထားတယ်ဗောနော်ဒါ Europa League ကံပြားလည်းရှိသေးတယ်ဘိုလောညာနဲ့တစ်ဖက်က Hofine ကိုကြည့်မယ်ဆိုလို့ရှင်တော့ Hofine ကတော့လုံးဝအတင်းဦးစားပေးတဲ့အတင်းဖြစ်တယ်ဗောနော် Icy Line မှာတော့တော်တော်လေးကောင်းတယ်ဒါပေမဲ့ Khan Tik ကလည်းဆူဆူဝါဝါပွင့်နေတယ်လေကျွန်တော်ဒီပေါ်ရဲ့တတိထားမိမှထင်ပါတယ်ဒီနှစ်ပြင်းတွေ့ဆုံကလည်း head to head ကိုကြည့်မယ်ဆိုလို့ရှင် framework အနံကို2.25 KE ကို3.40နဲ့ offline အနံကို3.10တော့ပေးထားတယ်ကျွန်တော်ဒီပွဲစဉ်မှာ offline ကြိုက်တယ်ပြီး Google Apple ကြိုက်ပါနောက်ထပ် level က Nins နဲ့ Paris FC တို့ရဲ့ကွဲစဉ်ဖြစ်ပါတယ် Nins ကတလုံး90 9 Google ပြေကောင်းလုံး30စားဆုံးမှာဖွင့်ထားတယ် Asian အသင်းအဆင့်7နဲ့မှာရှိတယ် Away win အသင်းအဆင့်7မှာရှိတယ်ပေါ့နော်ဒီနှစ်သင်းတွဲဆောင်ခဲ့ဘူးတဲ့ head to head ကိုကြည့်မယ်ဆိုရင်ဒီချိန်တခါမှ head to head မရှိထားတာလည်းတွေ့ရတယ်ဗျာကျွန်တော်ဒီမှာ head to head ရှိမှလို့ထင်လာတာမရှိဘူး Nins ကတော့ဒါ ဒီပွဲစဉ်ပြီးရင်ဒါဖီနာဗာချီနဲ့အဝေးဝင်တွားကန်ရဖို့လည်းရှိတယ်ဗောနဒါယူရိုပါလိပွဲစဉ်ဒီပွဲစဉ်မှာတော်တော်လေးနစ်ကလက်ရှိ performance တော်တော်လေးဆိုးနေတယ်နော်ဒါယုံကြည်စိတ်ချလို့မရအောင် Paris FC ကိုကြည့်လိုက်မှာဆို Paris FC ကလည်းအလောက်ကြီးကောင်းတာတော့မဟုတ်ဘူးဒါပေမဲ့ time set ကဂိုးတွေကရနေတာပြည့်ရမယ်နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to Osborne ချင်းမှာတော့ Ancient Den နိုင်ကို85ဗျာတည်ရီကို3.75 Paris FC ကို၄စားကျွန်တော် Paris FC နဲ့ဘိုးဘောင်းအပေါ်ကြိုက်တယ်ဗောနော် ကျွန်တော်ထင်တယ် Nins Manda ကစားသမားလုံလောက်မှုမရှိဘူးလို့ထင်တယ်။နောက်အကောင်ကျွန်တော် Paris FC ချိုက်တာဖြစ်ပါတယ်။နောက်ထပ်ပွဲကတော့ Lionel နဲ့ Lionel တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒါ Lionel က level 40ကိုပေါင်းပြီး3လုံး6ကျဲစမှာပြထားတယ်။ Lionel ကအဆင့်4 Lionel ကအဆင့်6ပေါ့ဗျာ။ဒီနှစ်တင်းတွဲဆောင်ခဲ့မှုတဲ့ head to head တွေကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါ Lionel နဲ့ချိန်3ချိန်ချိန်5ချိန်က Lionel ဝင်ထားတယ်။ဒါ Lionel short ထားတဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Lionel ကတော့အိမ်ခွဲမှာဖြစ်တော်တော်လေးကောင်းတဲ့အတင်းထဲမှာပါရတော့ဒီဒီထားမယ်ချက်ပေါ့နော်။ ဒီဘွဲပြင်သူတို့ရိုမားနဲ့ကံစရာရှိတဲ့ယူရိုပါလိပေါ့နော်။ဒါမှမဟုတ်အင်းကလည်းဒီဘွဲစဉ်ပြီးလို့ရှိလို့ရှိရင် R Resolver နဲ့ယူရိုပါလိအင်္ဂလန်ဘက်ကံစရာရှိရပါတော့။နှစ်တင်းလုံးကတတိထံပြီးဆော့နိုင်ရမယ်ကိုအဲ့ဒီနဲ့ဖြစ်လို့။ဒီနှစ်တင်းအင်တော့တွေ့ဆုံခဲ့ဘူးတဲ့ဟာသူကဒီဘွဲ reference ထားတဲ့ wants wants to export ကြီးချိန်မဲ့ဆိုရင် line အနိုင်ကို2.25 day ကို3.40နဲ့ line အနိုင်ကိုတုံးစားပေးထားပါတယ်။ကျွန်တော်ကဒီဘွဲစဉ်မှာပဲနော်နှစ်တင်းပေါင်း5ဘောဖြစ်သွားနိုင်တယ်လို့ချင်တယ်ပေါ့နော်။5ဘောင်းအပေါ်နဲ့ကျွန်တော် line body ကြိုက်ပါတယ်။ ဒီနေ့ကတော့ဒီလောက်ပါပဲညီကိုရေအားလုံးအပေါင်းပြကြပါစေ။ကျမ်းမှချမ်းသာကြပါစေ။